အလုံးပဲမင်္ဂလာပါဒီပြလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်ရဲ့မိတ်ဆွေရဲ့ဖုန်းကအတန်တိုးကျက် cloud တွေပြတ်နေတာလို့ power ပိတ်တဲ့ cloud ကပြတ်နေတယ်လို့ဒီလိုမျိုးမိတ်ဆွေတွေအတွက်ရဲ့နောက်တစ်ချက်ကကျွန်တော်တို့လက်ငယ်တဲ့လူတွေဖုန်းကအပြားကြီးကြီးကင်ထားတဲ့မိတ်ဆွေတွေတော့ပေါ့နော်အဲကျွန်တော်တို့လက်တစ်ဖက်ထဲနဲ့ဒီလိုမျိုးကိုကြိုက်နေတဲ့အဲ့တွေပေါ့နော်အလွယ်တကူဝင်သုံးလို့ရအောင်ပေါ့နော်ဒါ personally အများအနေသုံးနေတဲ့အဲ့လေးတွေပေါ့နော်အရှိမထားချင်တယ်ဆိုရင်ဒီတိုင်းအစတိုင်ကြကြစမတ်ကြကြထားလို့ရတယ်ပေါ့နော်ဥပမာကျွန်တော်ရဲ့မိတ်ဆွေကဒီလိုမျိုး queen ball လေးနဲ့ထားမယ် အလက်တပတ်တဲ့နေပေါ့ကော YouTube ကြည့်ချင်တယ်ဆိုရင် YouTube ကိုနှိပ်လိုက် YouTube ထဲရောက်သွားမယ်။နောက်တစ်ချက်ကျွန်တော်ရေးမချက်က TikTok ကြည့်ချင်း TikTok ထဲကိုရောက်သွားမယ်။ဒီထဲမှာ sharing လုပ်ပေးချင်တာကတော့အဲ့ဒါအလွယ်တကူကျွန်တော်ရေးမချက်ကအသုံးပြုလို့ရမယ့်နီလန်လေးကိုပေါ့နော်။ sharing လုပ်ပေးချင်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဖွင့်တဲ့နီလန်လေးကို sharing လုပ်ပေးမယ်။လက်ရှိကျွန်တော်ပြပေးမယ့်ဖုန်းကတော့ Mi ဖုန်းနေပေါ့နော်။အဲ Mi ဖုန်း Realme တို့ Redmi တို့ Xiaomi တို့ကတော့အထူးထူးပဲနေမှာပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ရေးမစ်ချက်ကဘယ်နေရာကဖွင့်ရလဲပေါ့နော်အဲဖွင့်နေဆိုရင်ကျွန်တော်ရေးမစ်ချက်ကဖုန်းရဲ့ setting တွေကိုတစ်ချက်သွားလိုက် โอเคဖုန်းစတင်လည်းရောက်လာပြီဆိုရင်ဒီနေရာမှာနည်းနည်းလေးဆွဲတင်လိုက်ဆွဲတင်လိုက်ပြီးတော့ဒီမှာအဆက်ကလေး30နဲ့ရှိတဲ့ additional စတင်ဆိုတာဗောနော်အဲ့ဒီနေရာလေးကိုအချက်နှိပ်အနှိပ်ပြီးရင်ဒီမှာဗောနော် queen ball ဆိုတာရှိတယ်ကျွန်တော်မြပြတဲ့နေရာလေးဗောနော်အဲ့ဒီနေရာလေးကိုအချက်နှိပ်လိုက်အနှိပ်လိုက်ရင်ဒီလိုမျိုးလေးပေါ်တယ်ဒါဆိုရင်ကျွန်တော်တို့ကအရင်ဆုံးအဝိုင်းလေးဖော်မယ်ဗောနော်ဖော်မယ်ဆိုရင်ကျွန်တော်ရေးချက်ကဒါလေးကိုဖွင့်ပြလိုက်ဒီကလုတ်လေးကိုဖွင့်ပြလိုက်ဗောနော်โอเคဒါလေးကိုဖွင့်ပြလိုက်တာဒီမှာအဝိုင်းလေးကပေါ်လာပြီဗောနော်အဲ့ဒါဆိုရင်ဒီအဝိုင်းလေးပေါ်လာပြီဒီအဝိုင်းလေးကိုနှိပ်ကြည့်လိုက် အဒီဝိုင်းလေးမှာဒီလိုမျိုးလေးပေါ့နော်ဒီအဝိုင်းလေးမှာကျွန်တော်ရင်းမြစ်ကကိုကြိုက်နှစ်သက်တူလိုမျိုးထားလို့ရတယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တစ်ချက်ချင်းစီထည့်ပုံထည့်နေလို့မျှဝေပေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကကိုကြိုက်တာလေးထားမယ်ပေါ့နော်အဲဖော်လိုက်ပြီးအဝိုင်းလေးပေါ်လာပြီဒါဆိုရင်ဒီအပေါ်ဆုံးကြောင်းအဲအပေါ်ဆုံးကြောင်းလေးပေါ့နော် slash shortcut လေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ရင်အပေါ်မှာကျွန်တော်ထားထားတာက loss queen အ loss queen ဆိုတာကဥပမာကျွန်တော်ပြပေးမယ်ဒီအဝိုင်းလေးကိုတစ်ချက်ကြည့်လိုက်ကျွန်တော်ရင်းအဝိုင်းလေးနှိပ်လိုက်ရင်အဲဒီမှာ loss queen လေးပေါ်နေတော့ပုံလေးပေါ်နေတယ်ပေါ့နော်ဒါကတော့ထည့်ထားတင်တယ် အကျွန်တော်တို့ဖုန်းကိုကစားနေနေအပါဝါကြီးကိုလမ်းလမ်းပိတ်တက်နေရဆိုအဆင်မပြေဘူးပေါ့နော်အဒီတိုင်းဖုန်းကစားနေနေလော့ပချချင်နေဆိုရင်အဲ့ဒီတော့လေးပေါ့နော်အဲ့ဒီတော့လေးကိုနှိမ့်လိုက်တာနဲ့ကျွန်တော်ရဲ့မရှိကဖုန်းကအဲဒီလိုမျိုးပိတ်သွားတာပေါ့နော်ဒါက power ပိတ်တက်တာမဟုတ်နော်ဖုန်း loss ကိုင်ချတာပေါ့နော် okay ဒါက loss ကိုင်ကတော့ထည့်ထားတင်နေပေါ့နော်အမစ်ဆွေအကြိုက်တဲ့နေရာမှာထားပေါ့နော်ကိုလက်တန်တာအောက်မှာလားအပေါ်မှာလားပေါ့နော်အကြိုက်တဲ့နေရာမှာထားဒီနေရာမှာထားလို့ရတယ်အဒါကတော့ menu ပေါ့နော် menu ဆိုတာကတော့အဲအဘေးကိုသွားတဲ့နေရာပေါ့နော်ကျွန်တော်တို့ဖုန်းရဲ့ဒီ close တာပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ပြောဒီမီနူးနေရာမှာမီနူးကိုကျွန်တော်ကမကြိုက်ဘူးအဲကျွန်တော်ဆိုရှယ်အက်တစ်ခုထားမယ်ပေါ့နော်အရှိမကျွန်တော်ပြခဲ့ပြီဒါဆိုရင်ကျွန်တော်မီနူးကိုနှိမ့်လိုက်မယ်အဲကျွန်တော်ပြောကလဲကျင်တာဖြစ်တယ်တော့ပေါ့အဲမီနူးနေရာမှာကျွန်တော်က YouTube ထားမယ်အဲ YouTube ထားမယ်ဆိုရင်အနှိမ့်လိုက်ပေါ့နော် YouTube ရမှာမဟုတ်ဘူးနော်အဲဒီမှာ friend me ထွန်းတာတို့ဘာတို့ပေါ့နော် screen share ရိုက်တာတို့ဒါတွေလည်းထားလို့ရပါတယ်ကျွန်တော်ကအက်လေးနေပေါ့နော်ကျွန်တော်ပြောကြိုက်ဒီမျိုးထားလို့ရအောင်အဲဒါဆိုရင်ကျွန်တော်တို့က social app တွေကိုကျွန်တော်အဓိကထားချင်တာပေါ့နော်ဒါဆိုရင်အောက်ဆုံးဆွဲတင်လိုက်အောက်မှာ app ဆိုတာပေါ်နေတယ်ပေါ့နော်အဲ့ဒီ app ဆိုတာလေးကိုတစ်ချက်နှိပ် အနေပြီးတော့ကျွန်တော်ဒီထဲမှာလိုက်ရှာလိုက်ဘာထားခြင်းတာလဲ Facebook ထားခြင်းတာအဲဒါပေါ်တော့ okay ဒါဆိုရင်ကျွန်တော်က Facebook ထားခြင်းတာဖြစ်တော့တာ Facebook ကိုနှိပ်လိုက်မယ်အဲဒါဆိုရင် तू က Facebook ရောက်သွားပြီเนาะအဲဒါဆိုရင်ဒီ screen share နေရာမှာလဲကျွန်တော် screen share မလုပ်ဘူးဗျာအဲတခြားပြောင်းခြင်းတယ်ဆိုတော့ screen share ကိုနှိပ်အကြိုက်နဲ့ထားတာပေါ့เนาะကိုကြိုက်တဲ့ကိုထားလို့ရတယ် wifi ပိတ်မဲ့ bluetooth ဒါမျိုးတွေပေါ့เนาะအဲ तू ကဒီမှာတက်နေဒါအကုန်လုံးပေါ့เนาะဒီထဲမှာအကုန်လုံးထည့်ထားပေးတယ်မိတ်ဆွေကြိုက်ထားအောင်ယူပေါ့เนาะအဲကျွန်တော်ကတော့ social app ထားခြင်းတာဖြစ်တော့အဲ့ဒီအောက်က app ကိုပဲတစ်ချက်နှိပ်မယ် ်အတိတ်ခါတော့သူ့ကိုကျွန်တော်က YouTube ထားလိုက်ပြီပေါ့နော် YouTube လည်းရတယ် TikTok လည်းရတယ်ပေါ့နော်ကျွန်တော်ရင်းမရှိဘူးကိုကြိုက်တယ်ကိုထားပါဦးโอเคဒါဆိုရင်ကျွန်တော် TikTok ထားလိုက်မယ် TikTok ကအရင်ပေါ်လာတော့ပေါ့နော်โอเค TikTok ထားမယ်အဲဒါကတော့ဖုန်းကို rotate လဲဒါသူ့လည်းမကြိုက်ဘူးပေါ့နော်ပြောင်းကျင်နေဆိုတဲ့အဲ့ဒီနေရာကိုနှိပ်နှိပ်ပြီးတော့ကျွန်တော်ရင်းမရှိဘူးဆွတ်တင်ဆွတ်တင်ပြီးတော့ကိုကြိုက်တယ်ပေါ့နော် app ကိုပဲကျွန်တော်ထားမယ်သူ့ကိုကြာတော့ကျွန်တော် YouTube ထားမယ်ပေါ့နော်အဲ၃ခုလောက်ကျွန်တော်ထားပြလိုက်မယ် YouTube လေးတစ်ခုထားလိုက်မယ် โอเคဒါဆိုရင်ယူကြည့်ရပြီဒါကတော့ဖုန်းရဲ့ဘက်ကီးကတော့အဲနောက်ပြန်ဆုတ်တာပေါ့နော်အဲဒီနေရာမှာလဲကျွန်တော်ရဲ့မစကဘက်ကီးမထားချင်ဘူးအဲစကွင်ရှက်ထားချင်တယ်ဆိုတိုက်ထားမလို့မိတ်ဆွေအဆင်ပြေတာလိုက်လဲထားလို့ရတယ်လဲချင်အဲ့ဒီနေရာနှိမ့်အနှိမ့်ပြီးတော့ဒီနေရာမှာကိုကြိုက်တာကိုထားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီလောက်ထားပြန်ရင်ကျွန်တော်ရဲ့မစနားလိုက်မယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်ကဖုန်းလေးကိုအလေလေးကိုကျွန်တော်ဖြတ်လိုက်မယ်ထွက်လိုက်မယ်ပေါ့နော်ထင်တာမြင်တာအဲဒါဆိုရင်ကျွန်တော်ကဖုန်းကိုဒီလိုမျိုးကစားနေတယ်ကစားနေနေဥပမာကျွန်တော်တက်တော့တုံးချင်တယ်လက်တစ်ဖက်တည်းနေပါဘူးဟိုကဝါထိုးနေကြမလို့ဘူးပေါ့နော် အဒီကွင်းဘောလေးကိုဖော်လိုက်မယ်ဖော်လိုက်ပြီးတော့တစ်တော့ဆိုရင်တစ်တော့လေးကိုနှိပ်လိုက်တာ ਨੇ ဒါတစ်တော့ဖက်ကိုရောက်သွားတာပေါ့နော်ဒါကဒီတိုင်းအလွယ်အလွယ်ကျွေးရတယ်အဒီနီလန်းလေး ਨੇ နောက်တစ်ချက်ကကျွန်တော်တို့ဒီတော့ဆိုရင်အဒီဗျူလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ YouTube ထဲကိုတခါတည်းပေါ့နော်ဒါတန့်ဝင်သွားတာပေါ့နော်ဒီတိုင်းအသုံးပြုလို့ရတယ်ဒါ social app တွေပေါ့နော်ဒါကိုရှာတိရှာရှာနေကြမလို့ပေါ့နော်ကိုအမြဲသုံးလေးရှိတဲ့ app လေးတွေကိုဒီ Facebook ဆိုတဲ့ Facebook ပေါ့နော်ဒီတိုင်းကြည့်နေလဲလဲပြီးတော့လဲဒါ ုံးသွားလို့ရတာပေါ့နော်ဒါဆိုရင်ယူကျူးကျူးနေနဲ့တိတော်တော်လှမ်းရောက်သွားတာပေါ့နော်အဒီတိုင်းလေးဒါအလွယ်သုံးလို့ရတယ်ဒါမှမဟုတ်လို့ကျွန်တော်ပြောဆိုသုံးနေနေတယ်အဲ loss ခွင့်ပိတ်ချင်တယ်ဆိုရင်လည်းအဒီတိုင်းလေးပေါ့နော် bus ဆိုတာတစ်ချက်နှိမ့်ထားတယ်ကိုယ့်ရဲ့ loss ခွင့်ပိတ်သွားတာပေါ့ဒါဆိုရင်ဒီ close ကြီးကိုလာပြီးတော့လည်းအသုံးပြုနေစရာမလိုဘူးပေါ့နော်ဒါကအလွယ်တကူသုံးပြုလို့ရတဲ့နီလန်းလေးပေါ့နော်အဲဒီနီလန်းရဲ့မှာမဟုတ်ဘူးပေါ့နော်အဲကျွန်တော်ပြောဆိုကကိုကြိုက်တာလေးကိုထားလို့ရတယ်နော်အဲဒါကလေးပြန်ပြောင်းချင်တယ်ဆိုရင်လည်းပြောင်းလို့ရတယ်အဲပြောင်းမယ်ဆိုရင်လည်းခုနကနေရပဲပေါ့နော်စတင်နဲ့ကိုသွားမယ် အဲသွားပြီးတော့ဆွဲတင်လိုက်ဆွဲတင်ပြီးတော့ additional setting ကိုတစ်ချက်သွားမယ်အဲပြီးသွားရင်ခုနက queen ball ကိုပဲတစ်ချက်သွားမယ်ပေါ့နော်အဲဒီနေရာမှာကျွန်တော်တစ်ချက်ရှင်းပြခြင်းတည်တယ်ဒါအဝိုင်းလေးပေါ့နော်ဒီအဝိုင်းလေးကဒီလိုမျိုးလေးပေါ်နေတာကအမေရှကဟိုထိထိထိတက်တဲ့လက်ကစားအနေနဲ့ပေါ့နော်အဲဒါမှမဟုတ်လို့ဒီအဝိုင်းလေးကိုကျွန်တော်အမေရှကဒီတိုင်းထားတာမကြိုက်ဘူးအနည်းနည်းလေးပေါ့နော်အဲ3စကန့်နဲ့မှိအောင်လုပ်လို့ရတယ်ဒါဆိုရင်ကျွန်တော်မြားလေးတစ်ချက်ဒီဒီဒီကလုတ်လေးကိုတစ်ချက်ဖွင့်ပေးတယ်โอเคဒီကလုတ်လေးကိုဖွင့်ပေးလိုက်တာဒီအဝိုင်းကချက်ချင်းဝင်သွားတယ်နော် အဝင်သွားတယ်ဆိုရင်သူကတင်ကြေးသားလေးတစ်ခုကြံရခဲ့တယ်ဒိုလိုလေးအဝိုင်းလေးနဲ့မြင်လားမသိဘူးဖြစ်ဆက်လေးနော်အဲဒါလေးကိုဖွင့်လိုက်တာသူက30စက္ကန့်ပြည့်တာနဲ့အဝိုင်းလေးကဝင်သွားဥပမာကျွန်တော်ရေးမစက္ကန့်အဲ့ဒါလေးနှိမ့်လိုက်ရင်အဲဒီလိုမျိုးလေးပေါ်လာမယ်အဲကျွန်တော်ရေးမစက္ကန့်မသုံးမဲထားလိုက်အဲ30စက္ကန့်ဆိုတာအဲသူကလည်းကြောက်သွားဝင်သွားတော့ဘေးနားဒါမှမဟုတ်လို့ကျွန်တော်ရေးဒီအဝိုင်းလေးကလည်းအဲကိုလက်တန်တဲ့ဘက်မှာထားလို့ရတယ်နော်ကျွန်တော်တချို့ကျတော့ညာဘက်မှာသုံးတယ်ဆိုဒီဘက်မှာပေါ့လေကျွန်တော်ကတော့ဘယ်ဘက်ဘယ်လက်နဲ့သုံးတာဖြစ်တယ်ဒီဘက်ပေါ့နော်အဲဒီရောက်လေးမှာထားတယ်အဲ့ဒီလိုမျိုးကတော့ကိုကစားချင်တာလေးကစားရင်လည်းဥပမာကျွန်တော်ရဲ့ music က Facebook သုံးမယ်ဆိုရင်ဒီကနေ Facebook နေတဲ့ရင် အဲတခါတည်းတန့်ဝင်သွားတာပေါ့နော်လဲချင်းနဲ့ဆိုရင်လည်းထိုးသူပဲပေါ့နော်အဲဒီ slash shortcut ကိုလာပြီးတော့အဲကျွန်တော်ရဲ့ဖြစ်ကကိုကြိုက်ထန်တယ်ကိုလဲလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ဒါလေးတွေကိုလည်းအပေါ်အောက်ချင်းလို့ရတယ်နော်အဲဒါကျွန်တော်ရဲ့ဒီ Facebook ကိုကျွန်တော်ကထိတ်ဆုံးမှထားခြင်းနဲ့ဆိုရင် Facebook ကိုထိတ်ဆုံးမှထားမယ်ဒါဆိုရင်အဲသူက Facebook တက်ပါရဲ့နော်ဒါမှမဟုတ်ဒီ TikTok ကိုကျွန်တော်ကအဲအပေါ်မှာထားမယ်ဆိုရင်လည်းဒီတိုင်းလေးပေါ့နော်အဲဒါလေးတွေကလည်းအဲကိုကြိုက်တယ်လို့မျိုးတော့ဒီ Lost Queen တွေကတော့ကျွန်တော်အောက်ဆုံးမှပဲထားခြင်းတာဗျာအောက်ဆုံးမှထားခြင်းနဲ့ဆိုရင်ဒီအောက်ကိုလာအဲဒါဆိုရင်ဒီဘက်ဝိုင်းလေးပြန်ကြည့်အဲ low အောက်ရောက်သွားပြီပေါ့နော် အဲဒီတိုင်းလေးတွေဒါအဆင်ပြေပြေပေါ့နော်အသုံးပြုလို့ရအောင်လွယ်လွယ်တကူအပ်တဲ့တစ်ခုနဲ့တစ်ခုနဲ့အဝင်ထွက်တယ်မှာလဲအတိတိုင်းလိုက်ရှာနေစရာမလိုဘူးပေါ့နော်ဒီတိုင်းအသုံးပြုလို့ရတယ်အဓိကတော့ဒီ loss ကွင်းလေးတော့ထားတာပေါ့နော်အထာယူအများအားပိတ်လို့မရအောင်ပေါ့နော်အချို့ကြောင့်လက်လက်ငယ်နေပေါ့နော်ဘုံကကြီးနေလာလာပိတ်နေရတာတိုက်ပြီးတော့အဆင်ပြေဘူးပေါ့နော်ဟုတ်ကဲ့ပါအဲဒီလိုလေးကတလောက်ဆိုရင်မဆွေနားလဲသဘောပေါက်မလို့လဲမျောလင်းတယ်နောက်ကလိုက်လို့တတ်မလို့လဲမျောလင်းတယ်ဒီဖုန်းကလေးတွေပြတ်နေမှာဆိုရင်လည်းအစားထိုးပြီးတော့အသုံးပြုတတ်လိမ့်မယ်လို့ပြောလင်းပါတယ်။ဟုတ်ကဲ့ပါ။အဲဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲ။